အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့စီးပွားရေးကိစ္စပါတီရှိလို့မိမတွေလိုက်လို့မရဘူးလို့လိန်ပြောခဲ့တဲ့ယောက်ျားအကြောင်းပြောလာတဲ့အန်တီရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာအခုမနေ့ကအဲ့ဒီအမျိုးသမီးနဲ့ ဖုန်းပြောပြီးတဲ့အချိန်နောက်ပိုင်းပိုင်းလေးကိုကျွန်မတက်နိုင်တယ်လို့ချုပ်ပြီးပြောပြောပါမယ်အဲကျွန်မတက်မှလိုက်နေတယ်ဆိုတာကလေလေဟိုခလေးနဲ့ဒီတိုင်းပဲဟိုဖျားလေးရှခိုးလိုက်ပတိလေးစိတ်လိုက်ဈေးလေးသွားလိုက်ဟီးလေးချက်လိုက်နဲ့အဲ့ဟာလေးပဲလောက်ရတာမဟုတ်ဘူးကျွန်မမျိုးသားတိုက်ရေးပူကြီးဖြစ်တဲ့ကြောင့်တက်မှရှိသည်မြတ်တိုင်မှုကတော့ကိစ္စအဆရဲမေး စစ်တီရဲမေရဲ့ကိစ္စအဆုံးကျမကုံလောက်ရတာတော့တည်လားများကြီးပဲအလုပ်ဒီမှာလေအော်ပြီးတော့တက်ကကလေးမူဂျိုတွေကမူဂျိုကလေးလေးတွေရဲ့အဲ့တော့ဟိုအလုံဘက်ကကြောင်းမှာဟိုကစားပြိုင်ပွဲတွေဆိုလဲပါတာပဲတနေ့ကုန်အဲအဲ့ဒီမှာအခုကျမပြောမယ့်ပိုင်းကဘာလဲဆိုတော့ဒီအမျိုးသမီးကိုကျမမမြင်ဘူးဘူးเนาะအတန်ကြားဖို့ပြီးစကားပြောဖို့တဲ့ဒါပဲကျမတိလိုက်တာကတော့ဟိုပါပေါ့ အဓိကဂိုက်ခံရှင်ကကျမမျိုးသားသူကအရန်အပြော်ကြိုက်တယ်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့အဲ့ဒီခစ်ကသူကဟိုပါပေါ့အဲသူ့ရဲ့တငငချင်းနဲ့ပေါင်းပြီးတော့ကျမတို့ဒီလှိုင်းသားရတက်မှာအဲ့တော့ညီစဖော်တယ်ကွာစမှုစုံနေရောဘာတွေရောပေါ့ဖော်တဲ့အချိန်မှာဒီလူကြီးသားနဲ့ပေါင်းပြီးတော့စီးဝိုင်းရေလုတ်တယ်လို့ ကျွန်မအကြမ်းမြင့်တိတာပေါ့နော်အကြမ်းမြင့်တိရဆိုတာလေဒီစီးပွားရေးလုပ်တယ်ဆိုတာလေတက်ကိစ္စတွေလည်းကုန်လုပ်ရတာပါသူကအဓိကတိုင်းမှုကိစ္စတွေလည်းလုပ်ရတယ်တိုင်းမှုရဲ့อืมစီးပွားရေးအစားလုပ်ရတယ်ပေါ့ဒါကျွန်မအကြမ်းမြင့်တိရကျွန်မတုံတုံလိုက်မမီးတဲ့အတွက်ကြောင့်လေဒါပေမဲ့ကိုမြင်နေကြားနေရတာလေးတွေကတော့ဒီလိုမျိုးတွေရှိရဲ့အဲ့ခါကြာပါဖြစ်လဲဆိုတော့အရာရှိတယောက်ထက်ပိုတဲ့ပတ်စံနေဦးနိုင်ကြိုင်နိုင်တဲ့အခါမှာလွတ်တာ နဂိုရီးယားအပျော်ပါကြိုက်တဲ့အပေါင်းအသင်းမင်းနဲ့ကျမအမျိုးသားရဲ့အဲကောင်းတာလေးတခုတော့ရှိရယ်ဘာလဲဆိုတော့သူကလေသူများသူ့တငယ်ချင်းတွေဆိုလို့ရှိရင်အရင်ကူညီတာအော်သူနဲ့သူ့အရှိမဒုက္ခရောက်တဲ့အခက်အခဲဖြစ်တယ်ဆိုရင်လည်းသူကရှိလိုက်ချုပ်ပေးပြီးကူညီတဲ့လူမျိုးပေါ့နော်သူအပတ်စဉ်ထဲမှာတော့သူတငယ်ချင်းတွေပေါ်တော်တော်ကောင်းပါတယ်ရှိသည်မအခက်ခဲတွေအကုန်လုံးသူကူညီပေးခဲ့တာကျမသိတယ်ဒါပေမဲ့သူကအဲ့လိုသာကူညီတာဗျသိလား ဟိုကိုယူရတဲ့ကိုရဲ့အမျိုးသမီးဒီအမျိုးသမီးကြတော့ဒီကိုညမရွယ်လေးကိုသူဘလို့ခံစားရလဲเนาะသူဘလို့တွေးနေလဲသူမသိဘူးဗျာသူစိတ်ထဲမှာကျမကဟိုဟိုဟာပေါ့ဒုက္ခမရဘူးပေါ့နော်ဒုက္ခမရဘူးအစင်ပြေပြေကောက်ကမုံမနေရတယ်ပြေပြေစုံစုံနေရတယ်ဒါသူတွေးတဲ့အတွေးပေါ့တကယ်တော့လေသူကကျမကိုလက်ထက်တယ်ဆိုတာကလည်း သူလည်းတကယ်တမ်းဟိုနိနေနေနေချစ်ချင်မှလည်းချစ်မယ်သူကျမကိုသူလိုချင်တဲ့အချက်တွေပြည့်စုံလို့လက်ထပ်တာမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဒါကတော့အဲ့အချိန်တော့ကျမတွေးခဲ့တဲ့အတွေ့ပါအဲ့တော့ကျမတို့ကျမရဲ့အမေကျမမိဘတွေကကြတော့သူတို့နေရနေရန်ကုန်လိုကိစ္စနဲ့ပြန်လာပြန်လာဘာနဲ့ပဲပြန်လာပြန်လာဟိုနောက်ဆုံးတစ်ခေါက်ပြန်လာတော့ကျမတို့ကဘာပေးလဲဆိုတော့တောင်တန်းသာသနာပြုဆရာတော်ဖျားကြီးရဲ့ပြည့်ရည်လေးပေးသွားရေးတန်ဘူးလေးနဲ့ အဲ့ဒါလေးကိုပွားတာဘုရားရှင်မတင်တာနေတိုင်းပေးရွတ်တဲ့ခါကျတော့ဒါလေးတွေကဘလို့ပေါ့နော်ဟိုဟိုအဲ့လိုပြောရင်ဟိုအဓိကတော့မြတ်စွာဘုရားကျမတို့လူတွေကိုပြောခဲ့တာရိုးရိုးလေးပါဘုရားရဲ့ချမှတ်ထားတဲ့ဒီဟိုပါပေါ့အချက်တွေနဲ့ကိုက်ညီအောင်နေရင်ဟိုပဲလူကောင်းဖြစ်ပါပြီအဓိကတော့ကံငါးပါးလုံတာပေါ့နော်ကံငါးပါးဆိုတာဟိုဘာမှမခက်ပါဘူးငါးပါးတီလာယူကြတယ်လို့ပြောပေမဲ့ ကျမတို့လူတိုင်းမှာတတခါလေးသတိလက်လွတ်ဖြစ်တဲ့ဟာလေးအများကြီးရှိတယ်။ကျမကအဲ့22နှစ်အရွယ်တွေးမှာကျမတွေးမိတာကဘာလဲသိလား။ကံ၅ပါးထဲမှာပြည့်မှုအကြီးဆုံးကဘာလဲဆိုတော့ကာမီသူမိစ္ဆာစာရကံလို့ကျမထင်ခဲ့တာ။တကယ်တော့ကံ၅ပါးမှာပြည့်မှုအကြီးဆုံးကမုသာဝါဒ။မုသာဝါဒကံကိုထက်ခါထက်ခါအထက်တက်ခါခါကျူးလွန်တဲ့လူတွေဟာကျန်တဲ့ကံတွေကိုဖောက်ပြတ်ဖို့ဝန်မလေးဘူး။အဲ့တော့ကျမအမျိုးသားကကျမကိုအချိုတတ်တယ်ညားတယ် ။ "तू อ่ะကျမမသိဘူးဆိုပြီးတော့ကျမဘာမှမသိဘူးအိမ်မှာပဲနေတက်မှာပဲနေဒီကလေးကိစ္စကြီးနဲ့ဝေယဝဆိုင်နဲ့တာဝန်တွေများတယ်ကျောင်းဆိုင်ကြီးလည်းကြက်ရတဲ့အတွက်ကြောင့်ကျမဒီဘာမှမသိဘူးဆိုပြီးတော့ तू ကဟိုပါပေါ့အကြီးပီပီပေါ့ तू ညာတဲ့လိန်တယ်နီးမျိုးစုံနဲ့ပေါ့နော်အိမ်မှာအဲ့ရက်က तू ကနေတော့ဟိုပတ်စံလေးတွေလက်ထက်မှာလိုထားလိုအရာရှိတယောက်ရဲ့ရပိုင်ခွင့်ထက်ပိုလာတယ်ဆိုရင်လာလာလာဖြစ်တာပေါ့နော် ဲ့ဒီခေတ်တော့ရွှေဈေးတသိန်းဆုံဆုံလေးပဲရှိရတသိန်းတသောင်းလားတသိန်းရှစ်ထောင်လားအဲ့လောက်ပဲအဲ့ဒီခေတ်မှာသူကတညကိုနောက်ပိုင်းမှကျွန်မပြန်သိရတညတညကိုသူကအဲ့ဒီကဒီဇင်မှာဟိုတယ်ကလပ်အဲ့ဒီဒီဇင်မှာဟိုတယ်မှာကလပ်ရှိရရှိုးလျှောက်တဲ့မျိုးသမီးမိန်းမတွေပေါ့နော်ပြီးတော့စင်တင်နေအဲ့လိုလေးကိုသူက၃၄သိန်းလောက်ကိုဖြုံးတာဆိုပဲကျွန်မလုံးဝမသိဘူးနော်ကျွန်မတစ်ခါမှအဲ့ဒီဟိုကျွန်မမျိုးသားနေတဲ့ကာလတက်လျှောက်လို့မှကျွန်မကလေးတွေကိစ္စကလေးရေစားဖို့တောက်ဖို့ အမျိုးသားစားဖို့တောက်ဖို့ဒီဈေးဝယ်တာနဲ့ချက်ပြုတ်တာနဲ့တက်ကိစ္စလုတ်တာနဲ့ဖတ်ထိတ်လိုက်ရတာနဲ့ဓမ္မစက်တာရွရတာနဲ့တိုင်မှုကတော့ဒီကိစ္စလုတ်ပေးရတာနေ။ဒီမှာကျအဲ့ပတ်စံသုံးလေးသိတခါမသုံးဘူး။အဲ့တော့အဲ့လိုပဲညဆိုရင်အာဒါတိုင်မှုခိုင်းလို့ပေါ့နော်။ဒါပေမဲ့ကျမကသူဘာပြောပြောဘာမှမပြောပါဘူး။လုတ်လေးသွားပေါ့။ဒါပေမဲ့အဲ့တလောတော့ကျမဘလောက်စိတ်အချင်းပေါက်လဲဆိုတော့ အဲ့နေကညနေကလလလလဖြစ်နေရုံကပြန်လာ3နိုင်ခွေ4နိုင်လောက်ပြန်လာပြီဒီညပေါ့ပါတီရှိတယ်ပေါ့စီးပွားရေးကိစ္စပေါ့အဲ့ဒီသူတငယ်ချင်းလူကြီးသားနဲ့အာသွားမယ်ဆိုတော့ကျမကမခုံးဘူးနော်အမေဆိုကျမကလေးမွေးပွားပြီကျမလိုက်လို့ရရတာနဲ့မခုံးမခုံးဆိုတာလဲအစခေရလဲကျမအမြင်နဲ့အဲ့လိုလာ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 သွားတာကိုလဲကျမမလိုက်ဖြစ်ဖို့ဖြစ်လို့ပေါ့နော်ထားလိုက်ပါမလိုက်တာကိုဘာမှမပြောဘူးဒါပေမဲ့ကျမကမတင်ကောင်ဒီမိမပါလားမပါလားတိတ်တိတ်တိတ်ကျင်တာတိလား သိသိချင်းတဲ့အတွက်ကြောင့်ကျမမေးတယ်ဘယ်သူတွေပါသေးလဲဆိုဘယ်သူမှပါဘူးယောက်ျားတွေပဲလုကိစ္စသွားမှာတဲ့ဘယ်သူတွေပါစရာရှိလဲအဲ့ဆိုမိမတယောက်မှမပါဘူးပေါ့ဆိုပါဘူးတဲ့အဲ့ဒါသူကကျမကပြောဆိုနေရတဲ့အမြင်နဲ့ဒီမိမပါလားဘယ်မိမပါလဲဒါတွေမင်းနေတာပေါ့နော်သူညင်းငွေ့နေဒီမိကွန်းနေဟုတ်ပြီလေမိမမပါဘူးဆိုပြီးတာပဲမလိမ်နဲ့ကျမပြောတာမလိမ်ဘူးတဲ့ငါ့ကိုမယုံသင်္ကန်းနေတဲ့အဲ့လိုမိကွန်းမေးတာအရမုံတာဆိုပဲမညနေ၄၃နာရီခွဲရုံကပြန်လာပြီးခဲ့ရလာလာလာဖြစ်နေတယ် ကျမကိုနင်းကိုနင်းအဲ့လိုနေမေးခွန်းနေမေးရတဲ့ကြောင့်ရမ်းမုန်းတာပဲတဲ့ညှင်းငွေတယ်ပေါ့နော်ဟိုဒါတွေနားမခံတာဘောကွယ်အကျမဘာမှမပြောတော့ဘူးကျမတခါပြောကြည့်လိုက်တယ်ဒီတခါပြောတဲ့ဟာကိုလက်မခံရင်ဘယ်တော့မှမပြောဘူးအဲ့ကျမကျမအမျိုးသားမှမဟုတ်ဘူးကျမသားသမီးတရားစကျမအကောင်းဆုံးဖြစ်အောင်တော့ပြောစ조사ကြီးပြောကြည့်ပေးတယ်မေးကြည့်တယ်လက်မခံရင်စက်မပြောဘူးအဲ့ဒါနဲ့ကျမဘာစိတ်ကူရပါလဲဆိုတော့ကျမအမေပေးထားတဲ့တောင်တန်းသာသနာပြုပရိတ်ကြီး ဘူးရှိတယ်။ကျမပိတ်အမြင်ရန်ရွတ်တယ်။အိမ်မှာမနဲ့အိယာနူရာနဲ့မျက်နှာသေးသွားတိုက်ပြရနဲ့ဖရာတောက်တော်ရေချမ်းစင်းပြီးကတ်တယ်။ပြီးရင်ကျမအမြင်ရန်ပိတ်ဖွင့်လာတယ်။ကက်ဆက်လေးနဲ့ဖွင့်တယ်။အဲပြီးရင်ကျမဒီကလေး PC လေးအတွက်ကလေး PC လေး note တိုက်တာနဲ့ကလေး PC လေးဖြည့်ဆွတ်အာဟာရကျွေးတာတို့ဒီကိစ္စကြီးကျမလုပ်အမျိုးသားအတွက်ကျမချက်ပြုတ်ပေးတယ်။ပြီးရနဲ့ကျမပတိစိတ်တယ်ပေါ့နော်။အဲ့ဒီဂုံတော်ကိုပေါ့စိတ်နေရ။အဲ့နဲ့အဲ့ဒီပရိတ်ရေဘူးလေးကိုကျမဘာစိတ်ကူပေါက်သွားမှမသိဘူးတိလား။ အမပေးရဘူးလေကျွန်မယူပြီးတော့သူကရေချိုးနေပြီအလားပြေမိုးပေါ့အမဖနက်တရောရှူတရောဘုတ်တရောဘရုတ်တွေနဲ့ပေါ့ကွယ်ဘာပြောကျွန်မဤသူ့ကားကိုကျွန်မတို့တက်အင်ရှိလမ်းမှာရက်ထားတဲ့ကားကိုကျွန်မသွားလိုက်တယ်သွားပြီးပေးရီကိုပေးရီဘူးကိုကင်လိုက်တယ်ပေးရီဘူးတွေကနေဟိုကျွန်မကားနားသွားတွေကကျွန်မခွက်လေးဖန်ခွက်တစ်ခွက်ယူထားတယ်ဖန်ခွက်ထဲကပေးရီလေးကိုအော်ဒီပေးရီရေတန့်ဘူးတွေကပေးရီကိုကျွန်မဖန်ခွက်ထဲထည့်လိုက်တယ်တဝက်ပဲထည့်တာပါ ထည့်ပြီးကျမအဲ့ကားပေါ်မှာပေးဘူးလို့ကားဘောနဲ့အဖုံပေါ်ကျမတင်လိုက်တယ်တင်ပြီးကျမပေးယူတောက်ပြီးတော့ဒီကနေ့အီကားကိုမောင်းမဲ့ကားပိုင်ရှင်ပေါ့နော် ကျမအမျိုးသားရဲ့ကားဆိုတော့ကားပိုင်ရှင်ဟာစနေသမီးကျမကိုလိန်ညာပြီးတော့ဒီတညနေလုံးပြောခဲ့သမျှစကားတွေဟာမှန်မှန်ကန်ကန်ဖြစ်ပါကအန္တရာယ်ကင်းပါစေအကယ်၍များ ကျမစနေသမီးကိုဒီကားပိုင်ရှင်ကားမောင်းမဲ့သူ စနေသားကပြောခဲ့တဲ့စကားတွေကလိညာပြောခဲ့တဲ့မူတာဝါရကံကြီးပဲမူတာဝါရကံကိုမြောက်ခဲ့ပါကအီကားကိုမောင်းတဲ့ဒီနေ့ညမှာဘေးအန္တရာယ်ဖြစ်ပါစေလို့တစ္ဆာဆူလိုက်တယ်ပေါ့နော်အမှန်တော့ဒါကျိန်စာတိုက်တာရေလို့တော့လည်းမမြည်ပါဘူးဒါပေမဲ့ကျမဘာစိတ်ကူးနဲ့လုံးမိလဲတော့မသိဘူးအဲ ဲ့ဒီအချိန်မှာကျမဘာစိတ်ကူးနဲ့လုံးမိလဲမသိဘူးကျမလုတ်တယ်ပရိတ်ရေကိုခွက်ထရဖန်ခွက်တွေရုတ်တယ်ကျမတို့ချာဖြန်းဖြန်းပြီးတော့ကျမပြီးတော့ကျမအိမ်ထဲပြန်ဝင်လာတယ်ဝင်လာပြီးတော့ကျမပရိတ်ရေဘူးလို့ဖျားစင်မှာပြန်တင်တယ်ခွက်လူတချာဆေးကြောပြီးထားပြီးတော့အဲကျမလှမ်းကြည့်လိုက်တဲ့အချိန်မှာသူကရေမိုးချိုရေမွေးတပိုင်းစွတ်ပေါက်ကွက်ဘုတ်နဲ့ရှုတ်နေပေါ့သွားမယ်တဲ့နောက်ကြမယ်တဲ့အပြင်ကတော့ခတ်သွားမယ်တဲ့တကားထားမှုဖွင့်နေတော့တဲ့ဟိုအေးပြတ်မှာစိုးလို့ပေါ့နော်သွားကန်နေတိကိုလိန်နေတာ အေးရပြတ်မှာဆိုလို့အေးရပြတ်မယ်ဆိုတဲ့ဟာမျိုးတော့စိတ်ကူးတဲ့ရှိတဲ့ပုံတော့မပေါ်ပါဘူးသူကသူသူအရန်ပြန်လာတာနောက်ကြမှာဆိုလို့ကျွန်မသိမှာဆိုလို့ဖြစ်မှာပေါ့သူကမနေ့ကနေ့လောက်ပြန်လာတာမျိုးဆိုကျွန်မသိမယ်ကွာအဲ့တော့သူ့ရဲ့ပြစ်ချက်တွေကကျွန်မစိတ်ထမကျွန်မရဲ့အမြင်မှာအများကြီးအများကြီးထက်ထက်ပြီးတိုးလာမှာဆိုလို့ရတယ်တောက်ခတ်သွားလိုက်ဆိုပြီးတော့ကျွန်မတို့တက်အင်ရဲ့အရှိတကောက်ကိုသူတောက်ခတ်သွားတယ်သွားပြီးတော့ကျွန်မဟိုဟာကလေးတွေလည်းသူ့မှာသူစားတောက်ပြီးတော့ အဲ့မှာကျမထိန်းတဲ့ကောင်မလေးလည်းရှိတယ်အဲသူတို့နဲ့အဲ့မှာသူတို့စော့နေကြတယ်ပေါ့နော်စော့ပြီးအဲ့မှာကျမဘာအပြုံအာဟောပေါ့သွားပြီးဘလောက်မှမကြောက်ကျမဖျားဖို့ပြုတ်မယ်ဆိုပြီးဖျားဆင်ပြီးထွန်းစထုံးပြီးတော့အမွှေးတိုင်လေးပူစောပြော်ကျမရဲ့အချင်းတစ်ခုရှိရကျမအိတ်တက်မှနေကျမတို့အိမ်ဘေးပတ်ပတ်လည်းမှာကိုင်းတော်တွေရှိတယ်ပြီးတော့ကျမတို့ဒီကိုင်းတော်ရဲ့အရှိမကြတော့ဟိုမျိုးအဲခမ်းမလေးရှိတယ်ကွာခမ်းမဟိုပါပေါ့အသေးပေါ့ အဲအဲ့ဒီခမ်းမနဲ့ကျမတို့အိမ်ရဲ့မျက်နှာစာကြားမှာကိုင်းပင်နဲ့အဲ့လို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 ပေါ့အဲ့ဒီလှိုင်သာဘက်ကကြောက်တော့ကိုင်းနေများတယ်ဒါမှကျမညနေဆိုရင်ဖះဝုံးမပြုတ်ခင်မှာကျမဖះကိုတောက်တော့ရေချမ်းစင်မီအမွေးတိုင်းပူဆော်ပြီးကျမအမွေးတိုင်းအမြဲတမ်းအနည်းဆုံးဟိုပါပေါ့15တိုင်း16တိုင်းလိုက်ကိုကျမအိမ်ရှိထွက်ပြီးတော့အမွေးတိုင်းထွက်တယ်ဒါပေမဲ့ဒီနေ့တော့တောက်ခတ်သွားတောက်ခတ်သွားတော့ကျမအိမ်ရှိကကျမတို့အိမ်ပတ်ပတ်လေမှာအမွေးတိုင်းမပူဆော်ဖြစ်ဘူးပေါ့နော် အမွေးလိုက်ပူစေကျမငါးပါဟိုဖះရှိခိုးဩဃာသာဩဃာသာရှိခိုးဦးမယ်ရှိသေးတယ်။ဟိုပါပေါ့ကျမပတိစိတ်တဲ့အထိကိုမရောက်သေးဘူး။ငါးပါသလငါးပါတီလာယူပြီးတော့အဲ့ဒီအချိန်မှာဂလောက်ကလက်ဖုံးကြီးဝင်းလာရောဝင်လာတော့ဘာဝင်လာလဲဆိုတော့ဟိုပါပေါ့ဟိုကိုကြီးရဲ့တန်ငယ်ချင်းတယောက်အာစပယ်ရေးတဲ့ဟိုအားတဲ့နေတိလာတဲ့ဘာဖြစ်တာလဲဆိုတော့ဟိုအားတဲ့ ကိုကြီးကိုသူတို့တငယ်ချင်းတွေကတော့သူ့အတာလို့ပဲခေါ်တာလေအတာတဲ့အာတံတားထိတ်မှာတဲ့ကားအက်ဆီဒန့်ဖြစ်လို့တဲ့ဟင်းတော့မသိဘူးလို့အဲ့ဒါလေငါအခုတော့တဲ့သူအဲជីជីမမအန်တေရောမဖြစ်ဘူးလို့ပြောတာပဲဒါပေမဲ့ငါအခုဆေးုံလိုက်သွားမလို့တဲ့အဲ့ဒါနေတော့လာမခေါ်တော့ဘူးပေါ့နော်သူတို့မျိုးတွေကနေသွားမှာဆိုတော့ကျမကကြတော့လိုက်သားဘက်မှာနေရဲဆိုတော့လာမခေါ်တော့ဘူးနော်တဲ့အဲ့ဒါလေးပြောပြတာတဲ့အဲ့ဒါနေဟိုတရင်ရောကြားပြီးပြီလားပေါ့မကြားရသေးဘူးပေါ့နော် အဲပြောပြီးတော့အဲ့ကိုကြီးတငယ်ချင်းကိုစောသူကဖုန်းချသွားတယ်။ကျမဖုန်းလေးကိုကားအိမ်ကြီးဘာတွေးမိလဲဆိုတော့အော်အေးရေတကူကလည်းစွမ်းတာပဲပေါ့နော်။ကျမစိတ်လည်းမပူဘူးတည်လား။စိတ်လည်းမပူဘူးဆိုတာလေ။အိမ်တော်ဦးစီးယောက်ျားပဲဖြစ်ဖြစ်တောင်းဝန်ယူထားတဲ့ ခေါင်းဆောင်နေရာမှာတာဝန်ယူရတဲ့လူပဲဖြစ်ဖြစ်မောင်နှမထဲမှာအကြီးဆုံးပဲဖြစ်ဖြစ်မှန်ဖို့တော့လိုတယ်ကောင်းနေဖို့တော့လိုတယ်အဲ့တော့ပြောလိုက်လို့ရှိရင်တော့တစ်ချိန်လုံးကျမကဒီလိုလိုမျိုးအဆွတ်ဆွဲတယ်ပေါ့တစ်ချိန်လုံးဒါတွေပဲထက်ခါထက်ခါမေးတယ်ဘယ်သူပါလာဘယ်မိမပါလာမေးတယ်ဆိုတော့သူတို့အတွက်ကအရန်နာကြီးတယ်ပေါ့နော်သူတို့စိတ်အနောက်ရှက်ဖြစ်တယ်သူတို့ကျမကိုမုန်းစရာလိုမြင်တယ်ကွာ ဲ့တော့ဖုန်းလေးကိုကာရင်းနဲ့ကျမစိတ်မကောင်းမဖြစ်ဘဲနဲ့ဟိုလေကျမအရန်အံ့ဩရတာလေးတခုကဘာလဲဆိုတော့အော်လို့ဒီပရိတ်ရည်လေးကိုဖြန်းပြီးတော့ဘာရဲလို့မဟုတ်ဘူးနော်ဘဒူးမှလည်းအကြံဉာဏ်ပေးရလဲမဟုတ်ဘူးတိလာဒါကျမစိတ်ထဲမှာပေါ်လာတဲ့ဟာကိုကျမထားလို့လိုက်တဲ့ဟာကိုဒီလိုမျိုးလေးတကယ်ကိုဒါသူညာတာတိကြပါပြီပေါ့တိကြလို့သူအဲ့တရားထိတ်မှာဟို ူကားအက်ဆီဒန့်ဖြစ်တာလေကားချင်းတိုက်တယ်ပြောတယ်သူကားကားကောင်းနဲ့အရှိယကားနဲ့ဘလို့တိုက်လဲတော့မသိဘူးကွာတိုက်တယ်တိုက်တော့သူအဲ့လိုမျိုးဟိုထိခိုက်တယ်ရတော့ရပါမှာပေါ့နော်မသိတော့မသိပါဘူးအကယ်၍များတာအဲ့ဒီအချိန်မှာတည်တော့လေကျမဝန်မနေဘူးရောဟုတ်တယ်နော်လူကကိုပြုတ်တဲ့အတိုင်းကိုရတာလေကိုစိုက်တဲ့အတိုင်းကိုရိတ်သိမ်းရတာ တန်ရာရေဆက်မှာကျမတို့စုံတွေ့ရမှန်ပေမဲ့ကျမတစ်ဖက်တစ်ယောက်တည်းကောင်းနေလို့မရဘူးကျမတစ်ယောက်တည်းမှန်နေလို့မရဘူးကျမတစ်ယောက်တည်းကံကားပါလုံလို့မရဘူးရှင်အိမ်တော်တဲ့လင်မယားဘဝမှာဖြစ်ဖြစ် relationship မှာဖြစ်နှစ်ဦးနှစ်ဖက်လုံးအောင်ရေရှည်လက်တွဲခြင်းရေရှည်ခိုင်မြဲခြင်းနှစ်ဦးနှစ်ဖက်လုံးတော့ကောင်းနေဖို့လိုတယ်အများကြီးကောင်းစရာမလိုပါဘူးကိုပြောတဲ့စကားကိုရဲ့ကိုပြောတဲ့အပြုအမူကိုပေးတဲ့ဂတိဒါလေးကို တည်တည်ချာချာလိုက်နာမယ်ကျင့်သုံးမယ်ဆိုလို့ရှိရင်အားလုံးအဆင်ပြေပါတယ်ကျွန်မအဲ့ဒါကြောင့်ဒီအမေတယောက်နဲ့ဒုက္ခအိုးလေးများဆိုတဲ့အကြောင်းလေးကိုပြောတဲ့အချိန်မှာဒီအသက်22နှစ်ကျော်တဲ့ကကျွန်မဒီဒီဖျားကုံတော်ကြီးအကုံလုံးသူ့ဟာနဲ့တူတော့ဒီကုံတော်ကြီးမှတကူရှိတာပဲအဲ့ဒါယုံကြည်လားဘာလို့ယုံကြည်လားလဲဆိုတော့ကျွန်မအဓိက ပြောပြချင်တာသိလားအရန် ထူးခြားပါတယ်ဒီတိုင်းနေမဲ့